အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့စပါးတင်ရဲ့နီးပြတဲ့ခန်းအံမွန်ရဲ့ပတ်သက်တဲ့သတင်းအတိုးလေးထုတ်ရထားပါတယ်အချက်လက်အချင်းချုပ်လေးပါပဲဟုတ်ကဲ့မင်္ဂလာပါဒီသတင်းလေးကိုခြေခံပြီးတော့အဓိကချက်တွေနောက်ွယ်ကအသေးပေတွေကိုနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြည့်ပါတယ်ဟုတ်ပါတယ်တရင်ကတိုးလဲဆိုပေမဲ့ဒါကဘုံလောကရဲ့အရေးကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ကြီးရှိနေတော့လေအော်စိတ်ဝင်လာစရာအချက်တွေအများကြီးပါနေပါတယ်ကဲဒါဆိုဆက်လိုက်အောင်အဓိကတရင်ကတော့ Thomas Frank ပေါ့ Brandford Nibia သူက spy နီးပြားသစ်ထလာပေါ့ Here we go ဆိုပြီးအတီးပြူထားတယ်ဆိုပြီးတရင်ထဲမှာပါတယ်ဟုတ်ပါတယ် Here we go ဆိုတာကတော့အပြောင်းရွေလောကမှာတော်တော်လေးခိုင်မာတဲ့အုံလုံးပေါ့อืมဆိုတော့ဒါဘာလို့ဆိုလို့ရလဲစာချုပ်ကိစ္စတွေနီးပြားဖွဲ့ဝင်ကိစ္စတွေအကုန်သဘောတူပြီးပြီလို့ဆိုလို့ရလားအေးစာရွက်ပေါ်လက်မှတ်ထိုးတာကလွင်ပေါ်သဘောတူညီမှုရောက်တော့ပြီဆိုတဲ့သဘောပါအာ ဒါဆိုတရားဝင်ချင်ညာဟိုပဲကျန်တော့တယ်ဆိုတဲ့သဘောမျိုးပေါ့ဟုတ်ပါတယ်လုံးဝတိချတယ်လို့ဖြစ်သွားပြီဒီလိုမြန်မြန်ဆန်ဆန်အတီးပြုတ်နိုင်တာကလည်းစပားဘက်ကဘလောက်ပြက်ပြက်တတ်တဆုံးဖြတ်ခဲ့လဲဆိုတာကိုပြနေတယ်လို့ပဲဟုတ်ပြီနောက်တစ်ချက်ကပြောင်းရွှေ့ချေဘရန့်ဖုတ်ကနေဖရန်ကိုထွက်ခွာခွင့်ပေးဖို့ပေါင်း၁၀တန်းဝန်းကျင်လို့ဆိုရဲအဲနီးပြားတယောက်အကဒီလောက်ပမာဏကများတယ်လို့ပြောလို့ရမလားအင်းနီးပြားတယောက်အတွက်ပေါင်း၁၀တန်းဆိုတာမနေပါဘူး ဒါကစပောက်က Frank ရဲ့အရေးချင်းကိုဘလောက်အတိမပြုလဲသူ့ကိုဘလောက်လိုအပ်နေလဲဆိုတာကိုပြတာပေါ့ဟုတ်တဖက်ကကြည့်ရင်လည်း Brentford အတွက်သူတို့ရဲ့အဓိကနီးပြောက်ကိုလက်လျော့တဲ့အတွက်အဲလျော်ချေးသဘောမျိုးပေါ့ဒါပေမဲ့ဒီမာနာက Frank အပေါ်မှာဖိအားတော့ဖိလာနိုင်တယ်ဟုတ်ကဲ့ဒီလောက်ယင်းနီးသားမှတော့မျော်လင့်ချက်တွေကလည်းကြီးမှာပဲဆိုပါတော့မှန်ပါတယ်အသင်းပုံအဖွဲ့ရောပရိသတ်တွေစီပါပါချက်ချင်းဆိုသလိုမျော်လင့်ချက်ကမင်းသွားနိုင်တယ် ပြီးတော့ tua and postecoglou and postecoglou ရဲ့နေရာကိုအစားထိုးမှာဆိုတော့လေဒါကပိုပြီးစိတ်ဝင်စားစရာကောင်းသွားပြီ postecoglou ရဲ့ကစားပုံကအလုံးထိတဲ့အတိုင်းပဲတိုက်စစ်ဆန်နေမြန်နေကြည်လို့ကောင်းနေပေါ့ဟုတ်ကဲ့ high risk high reward လို့ပြောကြတာပေါ့ French က Brandford မှာပြခဲ့တာကပိုပြီးဘယ်လိုပြောမလဲလက်တွေ့ကြတယ်စနစ်ကြတယ်ခန်းစည်းပိုင်းပိုပြီးအားဖြူတယ်လို့ထင်ရတယ်ဆိုတော့ဒီအပြောင်းလဲက spy ကစားပုံအတွေးခေါ်ကိုပါပြောင်းသွားစေနိုင်သလား အဲ့ဒီအချက်ကအရေးကြီးဆုံးဖြစ်နိုင်ပါတယ်။ Bossy Google ရဲ့တိုက်စစ်ကိုအရန်ဦးစားပေးရဲ့ပုံစံကနေ Frank ကပို့ပြီး Hanchan ညီရဲ့အဲ data တွေကိုပို့အခြေခံတဲ့ချင်းကပ်ပုံမျိုးကိုပြောင်းလာက စပါးရဲ့ဦးစားပေးမှုပြောင်းသွားတာကိုပြနေတယ်လို့ပဲဆိုတော့ဖြောဖြေမှုထက် ရလက်ပိုင်ပိုခိုင်မာဖို့ခန်းစစ်ပူတီဂိန်ဖို့ကိုဥတီလာတာမျိုးလားဖြစ်နိုင်ခြင်းများပါတယ်ဒီဒီတရင်အေးမိတ်ကဖော်ပြနေရအဲ့လားပဲ ဖရန်ကဘရန်ဖော့မှာကန့်သက်ချက်တရှိရတာနဲ့အောင်မြန်လုပ်ပြနိုင်ခဲ့တယ်။အဲ့ဒီအည်သွေးမျိုးကိုစပါကမျော်လင့်နေပုံရပါတယ်။ဒါကတော့စပါရဲ့မဟာဗျူဟာအပြောင်းလဲကိုတွေးနေရတာပေါ့။ဒါပေမဲ့စိန်ခေါ်မှုတွေလည်းရှိမှာပဲ။ Postico Gulu လို့နီးပြနေရဝင်ရတာပြီးတော့ Brandfooter အများကြီးပူကြီးတဲ့ club ဖျော်လင်းချက်တွေဖီးရတဲ့ပုံများတဲ့ပုံချုံရောက်လာတာလေ။အဲ့ကြီးပဲ။သူ့အတွက်အဓိကကဘာဖြစ်မလဲ။ပရိသတ်တွေကို စီယုံဖို့လား ကစားသမားတွေကိုကိုက်တွေဖို့လားဒါမှမဟုတ်ရလတ်လားအားလုံးပါပဲအချိန်တိုအတွင်းမှာဗြိတိန်လက်ခံလာအောင်လုပ်ရမယ်အတင်းရဲ့ကျယ်ဝန်းကစားသမားတွေနဲ့အဆင်ပြေအောင်ပေါင်းဆက်နိုင်ရမယ်ပြို့တော့အရေးကြီးဆုံးကရလတ်ကောင်းနဲ့ချက်ချင်းပြနိုင်ဖို့လိုပါလိမ့်မယ်သူ့ရဲ့ဟိုလက်တွဲကြတဲ့နီးစနစ်တွေကိုစပါးပြိတိန်တွေကြိုက်ပါမလားဆိုတာကလည်းစောင့်ကြည့်ရအောင်မယ်ကဲဒီတော့ဒီတင်အတူလေးကနေကျွန်တော်ကောက်ချက်ဆွေးရင် Thomas Frank ကိုကိုခန့်လိုက်ကဟာစပါအတွက်ယင်းမြုပ်နမှုတစ်ခု ပြီးတော့ပိုပြီးလက်တွေ့ကြကြရက်လက်ကိုဦးစားပေးတဲ့လမ်းကြောင်းကိုရွေးလိုက်တဲ့ပြောင်းလဲတစ်ခုလို့ဆိုနိုင်မလားဟုတ်ပါရဲ့ဒီတရန်ကအတင်းရဲ့ဥတီချက်အပြောင်းလဲတစ်ခုကိုညွန့်ပြနေပါတယ်ဒါပေမဲ့အရေးကြီးတဲ့မင်းဟွန်းတစ်ခုတော့ရှိနေတော့မယ်ဘာများလဲ Frank ရဲ့အဲ့ဒီစနစ်တကျရက်လက်ကိုဦးစားပေးတဲ့ပုံစံကလည်းစပွားလိုမျိုးအစဉ်အလာအရတိုက်စစ်လက်လက်ပပကစားတာကိုတံမိုးထားတဲ့ဖီအားရန်ကြီးတဲ့ကလပ်ရဲ့ပဝင်းကျင်မှာရေးရှိအောင်မြင်နိုင်မလား ဒါမှမဟုတ်ကလပ်ပြသဘောတဘာဝနဲ့သူ့ရဲ့နီးစနစ်ကြားမှာပฏิပခတ်တွေဖြစ်လာမလားအဲ့ဒါကတော့ရှိဆက်ပြီးအရင်စိတ်ဝင်စားစွာစောင့်ကြည့်ရမယ့်အချက်ပဲဖြစ်လာမှာသိကြပါတယ်ဟုတ်တယ်ဆက်လက်စောင့်ကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲဒီနေ့ဆွေးနွေးမှုတို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါ